ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမရေအမေဒီကမာလေးကိုသဘောကျတယ်ချွေးမခေါ်လာတဲ့သူကအလွတ်လွတ်ဖို့အရန်ပြင်းတာပဲနေပါစေအမေအမေအကြိုက်အကောင်သိတယ်ခဏနေဖုန်းကြီးရောက်တော့မယ် တကယ်တော့သူတို့ကတားကြီးအတွက်မိမရှာနေပါတယ်။ဘုန်းကြီးကကောင်မလီတပ်ပုံကိုယူလာတော့သူတို့နှစ်ယောက်ကအကြိုက်မတူကြပါဘူး။ဒုံမွေးကသူ့ယောက်ခမရဲ့စကားကိုနားမထောင်ပါဘူး။သူ့သားအတွက်ကြည်ပြားလို့ခေါ်တဲ့ကောင်မလီကိုရွေးချယ်လိုက်ပါတယ်။အချိန်နဲ့အမျှတုံစင်းနဲ့ကြည်ပြားတို့လက်ထပ်ပွဲကိုရောက်ရှိလာခဲ့ပါတယ်။လက်ထပ်ပွဲပြီးတဲ့နောက်မှာဒုံမွေးကအာသီပန်းကင်ပြီးချွေးမကိုကျူဆူလိုက်ပါတယ်။ဒီချိန်မှာဖွားဖြစ်သူကပြောလိုက်ပါတော့တယ်။ ချွေးမမြို့သူဆိုတာအဖွားသိပါရယ်ကွအိမ်ကကိစ္စတွေကိုအမေဖြစ်သူဟာတာဝန်ရှိမှသိချတယ်ဒါပေမဲ့တမင်းကအခုတီအိမ်ရဲ့ချွေးမဖြစ်သွားပြီအိမ်ရဲ့တာဝန်တွေကိုတမီးပဲထမ်းဆောင်ရတော့မယ်အမေဒါတမီးရဲ့ချွေးမပါ သူတာဝန်တွေကိုသိချထမ်းဆောင်မှာပါအေးအဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့နင်ကိုယ်တိုင်ခုချိန်လေးကောင်းတဲ့ချွေးမတယောက်မဖြစ်နိုင်သေးဘူးအစမှရင်သူတို့နှစ်ယောက်က မတည့်ကြပါဘူးတော်မွေးကြိုက်တဲ့သူကိုတော်ဤစိန်ကမကြိုက်ပါဘူး ဒေါ်ဤစိန်ကြိုက်တဲ့သူကိုဒုံမွေးကလည်းမကြိုက်ပါဘူး။ဒါကြောင့်သူတို့နှစ်ယောက်လည်းသဘောထားချင်းမတိုက်ဆိုင်ကြပါဘူး။ဒါရီကိုကြည်ပြဖြစ်သူကတွေ့သွားပြီးအခန်းထဲမှာထိုင်ရင်းနေရင်းနဲ့တော်စင်ကိုပြောလိုက်ပါတော့တယ်။တော်စင်ကျမကြားဖူးတာရခမနဲ့ချွေးမှပတော်မှမတည့်ဘူးဆိုတာဒီနေ့တော့တွေ့လိုက်ရပြီ။အဲ့လောက်ပဲပြောပြီးတော်စင်နဲ့ကြည်ပြကညာဤဝတ်စံဝတ်ပြီးအိတ်လိုက်ကြပါတယ်။နောက်တနေ့မှာတော့ကြည်ပြားကအမြန်ချပြီးပြင်ဆင်ကပထမဆုံးစင်လာလို့ကိုမိဖို့ကြောင့်လေးကိုတွားလိုက်ပါတော့တယ်။ ဒါကိုဒုံမွေဒိုအီးစိမ့်နဲ့တော်တာတို့ကရောက်လာပြီးပြောလိုက်ပါတော့တယ်။ချွေးမရင်အစင်လာတွေအာလူပလာတာတန်ပေါက်နှုတ်ထမင်းရဲ့ပြီးတော့တင်ချင်လှုပ်လိုက်နော်။ချွေးမကြိုက်တာလှုပ်လို့ရတယ်။ဒါပေမဲ့ရိုတီတော့ပါစေရမယ်။ရောင်းမရင်ချက်ပေးသွားရင်ထမင်းကြိုက်လည်းထည့်ပေးနော်။အလုံးကသူတို့ခိုင်းချင်တာခိုင်းပြီးတွားလိုက်ပါတော့တယ်။ကြီးပြားကမိသွားပါတယ်။သူတို့ငါ့ကိုပါလို့ခိုင်းခဲ့တာလေ။အရင်ဆုံးအရွက်ပဲလှုပ်လိုက်မယ်။ အရွယ်လှီးပြီးတဲ့နောက်ပေးပြုတ်လိုက်ပါတယ်။ပေးရသွားပြီးတဲ့နောက်ဂျုံနေလိုက်ပါတယ်။ခဏနေတော့ဒေါ်မွေးနဲ့ဒေါ်အေးစိန်မိဖို့ကြောင့်ကိုရောက်လာခဲ့ပါတယ်။ကြည်စန်းနင့်ချွေးမှနှစ်နာရှိသွားပြီ။အခုချိန်နဲ့နင်လောက်ခိုင်းတာမလုပ်ရသေးဘူး။အခုတော့ပလာတာလုပ်ဖို့ပဲကြံတော့တာ။ပြီးတော့အဖွားပြောတယ်လေ။လှုပ်ချင်တာပဲလှုပ်ဆိုတော့အမေသမီးချွေးမှအခုမှအစပဲရှိသေးလို့တဖြည်းဖြည်းအကုန်တက်သွားလိမ့်မယ်။နင်ကဘာတစ်ခုမှအခုချိန်နဲ့တက်သေးတာမဟုတ်ဘူး။နင်သူ့ကိုဘာတင်မေးမှလဲ။ နောက်တစ်ခါထပ်ပြီးဒိုဤစိန်ကဒုံမွေးကိုအော်ပြီးသွားလိုက်ပါတော့တယ်။ခဏနေတော့ကြီးပြားကအလုံးကိုထမင်းပြင်ပေးလိုက်ပါတယ်။မကြီးကျွန်တော်ပိုက်စားနေပြီ။အမြဲပလာတာနဲ့အရွက်ထည့်ပေးပါဦး။ညီမကပလာတာနဲ့အေးအေးပဲတောက်တော့မယ်။ချွေးမအဖေကစေးတောက်ရမှာဆိုတော့အဖေကိုအရင်ထည့်ပေး။ဘာပဲဖြစ်ဖြစ်။အလုံးကတယောက်တစ်မျိုးစီပြောနေတဲ့အတွက်ကြီးပြားလေးစဉ်းကျက်သွားပါတော့တယ်။ကြီးပြားဟာဟိမင်းကိုအရင်ထည့်ပေးလိုက်ပါတယ်။အိမ်မှာငါတို့ကလူကြီးတွေလေ။ ။ရောင်မထမင်းကြိုင်မထည့်ပြလိုက်တော့ကျောင်းရောက်မှပဲစားတော့မယ်။အချိန်မရတာနဲ့ထမင်းကြိုင်ထည့်ပေးဖို့မိသွားတယ်။ကြည်စံနင့်ချွေးမလောက်ရက်တွေအခုနင်ဘာပြောချင်သေးလဲ။ကြည်ပြကြောင်ဒုံမွေးအော်အော်ခံလိုက်ရတဲ့အတွက်ကြည်ပြလေးပင်တိတ်ဆိတ်သွားခဲ့ပါတယ်။ငါတွေးထားတာတော့အကုန်လုံးပျော်ရှင်အောင်ထားမယ်ပေါ့။အခုတော့ငါကြောင်အားလုံးစိတ်ညစ်နေရပြီ။ငါလည်းပါတက်နိုင်မှာလဲ။တယောက်တည်းအလုပ်အများကြီးကိုဘယ်လိုလုပ်နိုင်မှာလဲ။ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပါတယ်။ တရက်မှာတော့ကြည်ပြားကထမင်းဟင်းချက်ပြီးအခန်းထဲမှာဖုန်းထိုင်သုံးနေပါတယ်။အဲဒီချိန်မှာဥဟန်ကအင်းရဲ့အခြေအနေကိုကြည့်ပြီးဒုံမွေးကိုပြောလိုက်ပါတော့တယ်။ချွေးမအရောက်လာပြီးတဲ့နောက်အိမ်ကပူပြီးရှုပ်ပွားလာတယ်လို့ပဲ။မနေ့9နာရီကျော်နေပြီ။ချွေးမခုချိန်ထိတပြက်စီမလဲရသေးဘူး။ကျမသွားပြောလာအောင်မယ်။ဒုံမွေးကကြီးပြကိုတပြက်စီလဲဖို့ပြောလိုက်ပါတော့တယ်။ကြီးပြကသွားပြီးတပြက်စီသွားလဲပါတော့တယ်။လဲပြီးတာနဲ့အိတ်ဖို့အတွက်အခန်းလေးကိုပြန်သွားလိုက်ပါတယ်။ချိန်တွေကြာလာတာနဲ့အမျှ ကြည်ပြရဲ့အကျင့်ကိုအိမ်သားတွေလည်းသိလာခဲ့ပါတယ်။တရက်မှာကြည်ပြပလာတာလုံနေတဲ့အချိန်မိဖို့ကြောင့်လေးကိုဒုံမွေးရောက်လာပြီးသူ့နောက်ကနေတူရာလိုက်လာပါတယ်။ချွေးမပလာတာအလောက်ကြိုင်လုံနေမှာတော့အိမ်ကလူတွေပဲချိန်စားရမှာလဲ။ရောင်းမနေ့လယ်စာထမင်းကြိုင်ရဘယ်မှာလဲ။တော်တာတနိုင်မှာအလောက်တစ်ခုပဲလုံနိုင်တယ်။ပလာတာလုံနေတဲ့အချိန်ထမင်းကြိုင်ကိုဟောက်ကိုပဲထည့်လိုက်တော့လေ။ကြည်ပြရဲ့စကားကိုကြားပြီးဒုံမွေးကဒေါသထွက်သွားပြီးတော့သူ့သမီးထမင်းကြိုင်ကိုထည့်ပေးလိုက်ပါတယ်။ ီလိုနဲ့နှစ်ရက်လောက်ကုန်ဆုံးသွားပါတော့တယ်။နောက်နေ့တရက်မှာတော့ကြီးပြားကတပြက်စီးလဲပြီးတန်ရှင်းရေးလုပ်ဖို့ဟောကန်းကိုရောက်လာခဲ့ပါတယ်။အရန်ပင်မနေပြီအခုလည်းတန်ရှင်းရေးလုပ်ပြီးသွားပြီဆိုတော့ခဏလောက်အနားယူလာအောင်မယ်။ဟောကန်းမကြံတော့တာအဲ့တော့နောက်မှပဲလုပ်တော့မယ်။ဒီလိုပြောပြီးကြီးပြားကဆိုဖာပေါ်မှာလှည့်ပြီးဖုန်းသုံးဖို့လုပ်ခဲ့ပါတယ်။ဒီချိန်မှာဟင်းမင်းကရောက်လာခဲ့ပါတယ်။မကြီးကဖုန်းသုံးနေတယ်ကျွန်တော်အင်ကြီးတွေအမိုးဘွားကနေမရောက်ရသေးဘူး။ အဲ့ဒါကိုယူလာပေးပါလား sorry ပါမက်လေးရယ်တန်ရှင်းလှုပ်ရင်မောလာလို့2မိနစ်လောက်လဲနေတာကိုဟောက်ကိုပဲသွားယူလိုက်ပါလားတီပြဟာအလုပ်တစ်ခုနှစ်ခုပဲလုပ်ပြီးကျန်တဲ့အချိန်တွေမှာနားနေခဲ့ပါတယ်ဟိမင်းကအင်ဂျီသွားယူဖို့အမိုးပေါ်ကိုတက်တော့တငယ်ချင်းဖြစ်သူကအေးအေးတောင်းရင်ပြောလိုက်ပါတော့တယ်ဟိမင်းငါတခါမှမင်းအလုပ်လုပ်တာမတွေ့ဘူးမကြီးရောက်လာတယ်ဘာမှမထူးပါလားငါအိမ်မှာကြည့်လိုက်မကြီးရောက်လာကလေးကအကုန်လုံးအလုပ်တွေသူပဲလုပ်တာ သူတငယ်ချင်းစကားကိုကြားပြီးမျက်နှာစုပ်ပုတ်တော့ပြီးတော့အောက်ကိုဆင်းလာခဲ့ပါတယ်။အချင်းတွေကြာလာတာနဲ့အမျှအိမ်သားတွေလည်းကြည်ပြကိုဘာမှမပြောတော့ပါဘူး။တလကြာပြီးတဲ့နောက်မှာတော့ဟိမင်းကိုလက်ထပ်ပေးဖို့ပြောကြပါတော့တယ်။အားလုံးကညသာစားရင်စကားပြောနေကြပါတယ်။မြို့ဝချွေးမရောက်လာရင် သူ့နီးလန်းတဲ့အိမ်ကိုတာဝန်ယူမယ်ပေါ့။ဒါပေမဲ့ငါချွေးမအလို့မလို့ရသေးဘူးပင်မနေပြီ။နေပါစေမွေးနင့်အကြိုက်ချွေးမပဲလေ။အခုတော့ဟိမင်းအတွက်ချွေးမကိုငါပဲရှာမယ်။အမေ လူတွေပဲအမတော့လှုပ်တက်တာပဲလေအခုထက်ရှာလာမဲ့ချွေးမှာအမေလည်းသဘောကျမှာပါ ကျမတငငချင်းအတူမှ तू ကရွာမှနေတာကျမတငငချင်းပြောတာသူ့တူမှအရင်ကိုယဉ်ကျေးပြီးတာဝန်သိတတ်တယ်တဲ့အေးပါနင်သားတွေဆိုတော့လည်းနင်ကြိုက်တဲ့ချွေးမှာပဲခေါ်လာမှာပေါ့ငါကနင်တို့အတွက်ဧည့်သည်တယောက်လိုပဲလေအမေမိမရံမဖြစ်ကြပါနဲ့တော့အာနုံဟိမင်းကိုပဲလွှဲလိုက်ပါတော့သူသဘောကျတဲ့သူကိုပဲယူပါစေ ဘူဟန်ကသူ့သားကြိုက်ကိုပဲရွေးချယ်ခိုင်းလိုက်ပါတော့တယ်။ဒုံမွေးကရှွန်းလေးရဲ့ပုံပြလိုက်တော့ဟိမင်းကသဘောကျသွားခဲ့ပါတယ်။မိသားစုတွေအပြန်အလှန်ဆွေးနွေးလိုက်ကြပါတော့တယ်။ဒီကိစ္စမှာပြိုဆုံးသူကတော့ကြည်ပြပါပဲ။အားလုံးကဟောကန်မှာထိုင်ပြီး TV ကြည့်နေတဲ့အချိန်ကြည်ပြကပြောလိုက်ပါတော့တယ်။တော်ပါသေးတယ်။မကြခင်ရောင်မဖြစ်သူလဲလာတော့မှာဆိုတော့ကျမလည်းအနာရတော့မယ်နေပါစေမကြီးမကြီးကအလုံးတစ်ခုလုပ်ပြီးတိုင်းတဏှာကြီးလောက်အနာကယူကျင်နေသေးတာအကိုပြောတာမှန်တယ် အားလုံးဟာကြေးပြကိုလှောင်ပြောင်လိုက်ကြပါတော့တယ်။အချိန်တွေကြာလာတာနဲ့အမျှဟိမင်းနဲ့ရှွန်းလေလေးအမြန်လက်ထပ်လိုက်ပြီးအင်ကိုသွားလိုက်ပါတော့တယ်။ရှွန်းလေလေးအင်ကိုရောက်လာခဲ့ပါတယ်။ကျူစုပွဲပြီးတဲ့နောက်ပန်းတွေဆင်ထားတဲ့အခန်းထဲကိုကြေးပြကခေါ်သွားပါတယ်။ငါနင့်ရဲ့ရောက်မှဒီအိမ်ရောက်တာ6လရှိသွားပြီ။နင့်ရဲ့ရောက်ခမတွေကိုပျော်ရွှင်အောင်ထားမယ်ဆိုရင်နင်ဘတော်မှပျော်ရွှင်ရမှာမဟုတ်ဘူး။ဒီအိမ်မှာနင်လောက်ချင်တာလုပ်ပြီးတော့နှေး။အမဘာလို့အဲ့လိုပြောရတာလဲ။ဒါညီမရမိသားဆိုပဲလေ။ မိသားစုပျော်ရွှင်အောင်မထားရင်ညီမလည်းဘလို့လို့ပျော်ရွှင်ရမှာလဲကောင်းပြီလေလှုပ်ချင်တာလှုပ်တော့ဒီငတုံးမရှင်းပြတာလည်းအပိုပဲကြည်ပြားကရှင်းလေကိုရှင်းပြပေးမယ်သူကနားမလဲခဲ့ပါဘူးနောက်နေ့တည့်ရက်မှာတော့သူ့ရဲ့ပထမဆုံးမိဖုကြောင့်ဝင်နေနေလေဖြစ်ပါတယ်ရှင်းလေကရောက်ခမနဲ့ဖွားပြောတဲ့အချိန်အကျော်အာလူပလာတာနိုထမင်းရူတီနဲ့အရွယ်တခြားဟာတွေအားလုံးကိုလည်းခဏလေးနဲ့ချက်ပြုတ်လိုက်ပါတော့တယ်အမြဲမေးအားလုံးကိုခြာကျွေးလိုက်ပါတော့တယ်ရောင်းမ အလူနဲ့ရွက်ထက်ထည့်ပေးပါလားအဖေကိုလည်းရိုတီနဲ့ပလာတာပေးပါ အဖေရဲ့ပလာတာနဲ့ရိုတီတော်တာရဲ့အရွက် အမေပဲထက်လို့ချင်သေးလားမလို့တော့ပေါ့ချွေးမရဲဘသူမှဘာမှမလို့တော့ဘူးအမေတို့စားကြနော်တမိခဏနေလာခဲ့မယ်ဒီလိုပြောပြီးရှင်နေဟာမိဖို့ကြောင့်နေသွားပြီးရောင်းမနဲ့အခုအတွက်ထမင်းကြိုင်ထည့်ပေးလိုက်ပါတယ်အလုံးစားပြီးသွားတဲ့နောက်ပကန်းစည်းဖို့အတွက်ယူသွားပါတယ်အဲ့ဒီချိန်မှာဒိုအီးစိန်ကပြောလိုက်ပါတော့တယ်ချွေးမရဲ့ အဖွားတီနေတော့အများကြီးကိုစားလိုက်တယ်ပြီးရင်အခန်းထဲခဏလာအောင်ရှုံးလေးကဈေးရမယ့်ပကံတွေထားပြီးအခန်းထဲသွားမယ့်အချိန်မှာဟိမင်းကကိုအင်းကြီးကိုယူခိုင်းလိုက်ပါတယ်အမြဲမိန်ဒေါ်ဤစင်ရဲ့အခန်းထဲကနေလက်ဆောင်ယူပြီးကိုအင်းကြီးပါယူလာကအခန်းထဲကိုဝင်သွားလိုက်ပါတယ်ကိုစိတ်ထင်မင်းမိသွားလောက်ပြီထင်တာမကြီးတင်ယူစမ်းပါကိုညမစီရဘဝမှာပထမဆုံးမွေးသဘောကျတဲ့အရာအရင်ကိုကောင်းနေခဲ့တာသမီးကိုဒီအိမ်ရဲ့ချွေးမဖြစ်ခေါ်လာခဲ့တာပဲ။ "तू ကလူရောဟုတ်ရဲ့လား?" စောနာအပေါ်ထက်မှာတွေ့တယ်အခုအောက်ထက်ရောက်နေပြန်哦အလုပ်တွေအားလုံးလည်းအမြန်လုပ်နိုင်တာပဲဒီလောက်ပဲပြောပြီးအခန်းလေးဝင်သွားပါတော့တယ်ဒီလိုနဲ့နေ့ရက်တချို့ကုံဆုံးသွားပြန်ပါတယ်တရက်မှာတော့ရှင်လေးကအပြင်မှာတန်ရှင်းရေးလုပ်နေတဲ့အချိန်ဥဟန်ကအထဲကနေလှမ်းခေါ်လိုက်ပါတယ်ချွေးမအဖေရဲ့မျက်မှန်ရှာမတွေ့လို့ရှာပြီးပါအောင်ရောင်းမဖက်နှက်ပြင်မှာထင်နေတာအထဲမှာဖြစ်နေတယ်အထဲသွားပြီးဖက်နှက်လျှူပေးပါလား ရှင်လေးကတန်ရှင်းရေလုပ်ပြီးတော့အရင်ဆုံးမျက်မှန်ရှာပြီးပြီးသောရအတွက်ဖနှက်ယူလာပေးခဲ့ပါတယ်။မိဖို့ကြောင့်မှာကြည်ပြားကလက်ဖက်ရည်ဖြော်နေတဲ့အချိန်ရောက်ခမဖြစ်သူရောက်လာခဲ့ပါတယ်။ချွေးမရေချွေးမငယ်ကိုတွေးမိလားဘယ်ရောက်သွားတယ်မသိဘူး။ဘယ်ရောက်သွားတယ်ဆိုတာဘာပြောရလဲ။စောနာပဲအဖေအတွက်မျက်မှန်ရှာပေးနေတာ။ခဏအတွင်းမှာပဲသူ့ကိုအထင်းမှရှိနေတာကိုတွေ့လိုက်ပါတယ်။အခုတော့သူကအပြင်ကိုပြန်ရောက်သွားပါတော့တယ်။ ဒုံမွေးကအပြင်းမသွားရှာတော့ဗန်းမင်တွေကိုရေလောင်းနေပါတယ်။အိနီနာချင်းတွေလည်းဒုံမွေးကိုတွေ့တော့စကားပြောလိုက်ပါတော့တယ်။မွေးရေချွေးမကြီးရောက်လာတာတနစ်ပြေတော့မယ်။တကားမအိမ်ပြင်ထွက်ပြီးအလတ်လောက်တာမတွေ့ဘူး။ချွေးမအစ်စ်ကတော့အခုကတည်းကအလတ်လောက်နေပြီ။အဲ့လိုမဟုတ်ပါဘူး။ကျမချွေးမအလကားတက်တက်ထိုင်နေရတာမကြိုက်တာ။တစ်ချိန်လုံးအလတ်လောက်နေရောချွေးမရေအဝတ်တွေပုံထားတယ်။ရှော်ပီးလှမ်းလိုက်။အဝတ်တွေကိုမိဖို့လဲတိုက်လိုက်နော်။ တော်မွေးပြောတဲ့အတိုင်းရှင်လေးဟာအဝိရှောဖို့အတွက်ယူသွားပါတယ်။အဲ့ဒီချိန်မှာဟော့ကင်မှထိုင်နေကြတဲ့ဥဟန်ကတန်မြာကြီးကိုဖျော်ခမ်းလိုက်ပါတယ်။ချွေးမှာခေါင်းနဲ့နဲ့မူးကျန်တယ်လို့ဖြစ်နေလို့အဖေအတွက်တန်မြာကြီးတစ်ခွက်ဖြိုလာပေးပါဦး။တွေးထားတာတော့အဝိရှောပင်ခဏနားမယ်ပေါ့။အခုတော့အဖေအတွက်တန်မြာကြီးဖြိုရအောင်မယ်။တာမတွေ့ဘူးလား။ချွေးမှာဝိရှောဖို့သွားနေတယ်လေ။အလောက်အကုန်ချွေးမငယ်ပဲလောက်ရမှာလား။ချွေးမကြီးတန်မြာကြီးဖြိုလာခဲ့။ ခန်းထဲထိုင်ပြီး TV ကြည့်နေတဲ့ကြည်ပြားကပြောလိုက်ပါတော့တယ်။ဟုတ်ကဲ့ဘွာဒီအစီအစဉ်ကြည့်ပြီးတော့ဖြောပေးပါမယ်။ဘာမှမဖြစ်ပါဘူးဘွာရယ်သမီးလှုပ်ပေးလိုက်ပါမယ်။ရှင်လေးကခိုင်းသမျှကိုမငင်းမဲအကုန်လုံးလှုပ်ပေးပါရယ်။အခုလည်းအဝတ်တွေကိုအမြန်လျှော်ပြီးအချောင်နှမ်းဖို့အတွက်ယူသွားလိုက်ပါတော့တယ်။ပြီးတော့မိဖို့ကြောင့်လည်းသွားပြီးရင်းနှွေးတင်လိုက်ပါရယ်။ပြီးတော့မိဖို့တိုင်နေပါရယ်။တရားလုံးလှုပ်တွေလှုပ်ကသူက အရင်ကိုပင်ပန်းသွားပါတော့တယ်။ တရက်မှလည်းပြင်းပန်းသွားပြီးဂရင်ပေါ်မှာအိတ်နေတဲ့အချိန်ဒုံမွေးရောက်လာခဲ့ပါတယ်။ဘာဖြစ်တာလဲချွေးမ။တရက်လုံးအနားယူနေတယ်။လာအမေတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်။မိတ်ဆက်ပေးမယ်ဆိုတာကိုအကြောင်းပြပြီးဒုံမွေးက shopping ထွက်လိုက်ပါတယ်။ပြီးတော့ခဏတစ်ဖြုတ်နားနေလိုက်ပါတယ်။ငါအရင်ဝင်ပြင်းမနေပြီးဒါပေမဲ့အမေကိုဘယ်လိုပြောရမှာလဲ။အမှပြောတာအမှန်ပဲ။အိမ်ကလူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင် ကိုကိုတိုင်ပျော်ရွှင်အောင် လုပ်ဖို့မိတ်သွားတယ်။ ဒီအိမ်ကအလုပ်တွေပြီးကိုမပြီးဘူး။မွေးနင်ကတော့လေအရန်ကောင်းတဲ့ချွေးမရသွားတယ်ပေါ့။နင်ချွေးမတကယ်အလုပ်လုပ်တာလား။ဒါမှမဟုတ်နင်ကလှုပ်ခိုင်းနေရလား။ချွေးမနင်နဲ့နေရတာစိတ်ညစ်မနေဘူးလား။နင်တို့ကဘာမှမဆိုပြောနေကြတာပဲ။ငါချွေးမအလုပ်အကုန်သူ့ဟာသူလှုပ်တာ။ခဏအနားရအောင်သူ့ shopping ထွက်ပြီးပန်းချောင်ခေါ်လာပေးတာ။ချွေးမရေအမေအပြင်မှာပူရီရောင်းတာတွေ့လိုက်တယ်။အားလုံးတွေ့ပူရီဝယ်လာပေးပါလား။အမေသမီးကိုပန်းချက်မှာဘလို့အနားယူဖို့ခေါ်လာလဲ။ အလုံးပန်းကျင်ထဲမှာထိုင်နေတဲ့အချိန်ရှင်လေးကအလုံးအတွက်ပူရီဝေလာပါတယ်အမေအန်တီပူရီယူလာပါပြီချွေးမအမြန်မဲ့ပူရီဝေလာပါလားအန်တီကပူရီမကြိုက်ဘူးဒီလိုလို့အန်တီအတွက်ကိုအလူချောင်းကျော်ခောက်ဆွဲကျော်ဝေလာခဲ့အန်တီတို့ဒီမှာထိုင်ပြီးစားကြတာပေါ့ရှင်လေးဟာတက်ရှူမဝသေးပါဘူးနောက်တစ်ခါထပ်ပြီးခိုင်းနိုင်ပါတော့တယ်နေပူရီမှာအလူချောင်းကျော်နဲ့ခောက်ဆွဲကျော်တွေယူလာပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ ရှင်လေးဟာလူတွေအကုန်လုပြီးဆိုဖာပေါ်မှာထိုင်နေတဲ့အချိန်ရောက်ခမဖြစ်သူရောက်လာပါတယ်။ချွေးမအမေတွေ့တာအနားယူနေတာကြီးပဲ။အမေတငယ်ချင်းရဲ့မြေးလေးကိုနာမည်ပေးပွဲရှိတယ်။အမေနဲ့တူတူလိုက်ခဲ့။ငါကန်တရားလဲအနားကိုယူလို့မရဘူး။ရှင်လေးကရောက်ခမကိုမငင်းနိုင်တဲ့အတွက်ပြင်ဆင်ပြီးအဲ့ဒီအင်ကိုရောက်သွားပါတော့တယ်။အဲ့ဒီအင်ကိုရောက်တာနဲ့ဒုံမွေးကပြောလိုက်ပါတော့တယ်။ဂျာနေပါလို့နေရလဲ။အလုတ်တွေအရန်လုံနေဖျားစီအမြင်ရောက်သွားလိမ့်မယ်။ချွေးမ လာသမျှဧည့်သည်တွေကိုအကုန်လက်ဖက်ရတိုက်လိုက် ပြီးရင်အပြင်သွားပြီးစားဆရာနဲ့တခြားအရာတွေပါကြိလောက်လိုက်ဒေါ်မွေးကအခုတော့အိမ်အလုပ်တွေတင်မကပဲသူမြိုင်ကအလုပ်တွေကိုပါလှုပ်ခိုင်းပါတယ်ဒါကိုရှင်လေးကလည်းမကြိုက်ပါဘူးရှင်လေးဟာလက်ဖက်ယူတွေဖြောပြီးအားလုံးကိုတိုက်လိုက်ပါတယ်အပြင်သွားပြီးစားဆရာတွေလည်းသွားကြည့်ပါတယ်စားဆရာတွေရတာနဲ့အားလုံးကိုအိတ်ခံလိုက်ပါတယ်ဒါကိုကြည့်ပြီးတငယ်ချင်းဖြစ်သူက ပြောလိုက်ပါတော့တယ်မွေးနင့်ချွေးမလေးအရန်ကိုယဉ်ကျေးမှုရှိရပါပဲ။ ဟုတ်ပါအိမ်မှာပြောနေတာငါချွေးမှာကိုပွားဆယ်ယောက်တောင်ရှိတယ်။ तू ကအလုပ်တစ်ခုလုပ်ရင်နောက်တစ်ခုလည်းလုပ်နိုင်တယ်။ဒါပေမဲ့ချွေးမကြီးကတော့စိတ်တစ်ခုပဲရှိတယ်။အလုပ်ကလည်းခိုးလိုက်သေးတယ်။ဒုံမွေးကချွေးမငေကိုချီးကျူးပေးမယ်။သူမိနေတာဟာကြီးပြားလေးလူတစ်ယောက်ဆိုတာကိုပါပဲ။ခဏနေတော့အိမ်ကိုပြန်သွားလိုက်ပါတော့တယ်။အိမ်ရောက်တဲ့ဆိုဖာပေါ်မှာထိုင်ရင်း TV ကြည့်ကချွေးမငေကိုနှိပ်ခိုင်းပါတယ်။ဦးဟန်ကလည်းမဖြစ်ရေဖြောခိုင်းပြီးဟင်းမင်းကလည်းရောက်တဲ့အလုပ်တွေကိုခိုင်းပါတော့တယ်။ တောင်ကိုတွေ့တော့ဒိုအီစင်ကဒိုးသာထွက်သွားပါတော့တယ်။မွေဒီလိုချွေးမရတာကံကောင်းပေမဲ့နေရသူ့တံမိုးမထားပါလားရင်ပြီးတော့နင်းတို့မတွေ့ဘူးလား။မွေရဲ့ခြေတော်နှိပ်ပေးနေရတာချွေးမကြီးလက်ဖက်ရည်ကိုနင်းလက်ဖြော်နိုင်တာပဲလေ။ဟုတ်ကဲ့ပွား။တမင်အခုပဲဖြော်ပြီးယူလာခဲ့မယ်။ကုညမရဲ့အချင်းတွေကိုကြည့်ကကြည်ပြကလက်ဖက်ရည်ဖြော်ဖို့အတွက်တွားလိုက်ပါတော့တယ်။ရှင်လေးကခဏနားဖို့အိယာဘောရောက်တဲ့အခါမှာတော့ကြည်ပြနဲ့ဒိုအီစင်ရောက်လာခဲ့ပါတယ်။အဖွား ဒီရင်ကလူတွေချွေးမောက်နားမလဲကြအောင်ချွေးမစိတ်ညစ်နေပြီဆိုတာအဖွားသိပါရဲကွယ်ထပ်ပြီးစိတ်ညစ်စရာမလိုတော့ဘူးအဖွားနဲ့တူတူအကိုအိမ်ကိုလိုက်ခဲ့နေအိမ်မှာမရှိရချင်းနေရောက်ခမနဲ့အိမ်သားတွေနားလဲလိမ့်မယ်ဘလောက်ထိအလွတ်လွတ်ရလဲဆိုတာအိမ်သားတွေရှုံးလေကိုတန်ဖိုးထားအောင်ကြီးပြားနဲ့ဒိုအီးစိန်ကိုအစီအစဉ်ဆွဲလိုက်ပါတော့တယ်။နောက်နေ့မှာရှုံးလေကမိဘအိမ်ပြန်သွားတော့အားလုံးလည်းစိတ်ညစ်သွားကြပါတော့တယ်။တိုးစင်းကတပတ်ပတ်ပြီးအိမ်ကြီးယူလာပြီးကြီးပြားကိုပြောလိုက်ပါတော့တယ်။ ကျမရှွန့်လက်လို့ကိုပွားတယ်မရှိဘူးအလုပ်တွေအများကြီးမလုပ်နိုင်အောင်တချို့အလုပ်ကိုရှင်ကိုယ်တိုင်လည်းလုပ်နိုင်တယ်လေနင်တို့အားလုံးဘယ်ရောက်နေကြတာလဲဒီနေ့ထမင်းရောစားရပါမလားတရက်အိမ်မှာချွေးမငယ်မရှိတာနဲ့ထမင်းတော့မစားရတော့ဘူးဒီအသက်ရွယ်နဲ့ကျမလည်းမလုပ်နိုင်တော့သလိုချွေးမကြီးကလည်းဘာမှခိုင်းလို့မရအောင်ဒီနေ့အပြင်ကနေမစားလိုက်မယ်သူတို့ကချွေးမငယ်မရှိတာနဲ့ဘာတစ်ခုမှအဆင်မပြေတော့ပါဘူးနောက်နေ့တရက်မနက်မှလေးဟိမင်းကလှုပ်သွားဖို့အတွက်နောက်ကျသွားပါတော့တယ် သူ့ရဲ့အရေးကြီးတဲ့ file တွေကိုလည်းမတွေ့ပါဘူး။ရှင်လေကိုလုံးဝနောက်ကျနေပြီ။ကိုယ့်ရဲ့ file ဘယ်မှာလဲ။ဟာငါမိနေတာပဲ။ရှင်လေမှမရှိတာ။ရှင်လေကိုဘွားခိုးသွားလိုက်ပြီလေ။မှန်။ညီမမှာကိုဘွားဆယ်ခုလောက်ရှိတယ်။သူပဲချက်ပြုတ်၊သူပဲတန့်ရှင်းလို့ပြီးတော့ထိမ့်သိမ်းရမယ့်တခြားအလုပ်တွေလည်းရှိသေးတယ်။အခုလည်းကြည့်အောင်။သူမရှိတာတော့အလုပ်ဖိုင်ကိုအမဆေးအပ်ခဲ့တယ်။အမအလုပ်အများကြီးကိုမလုပ်နိုင်အောင် ဒါပေမဲ့မတ်ကအရေးကြီးနေတော့ကျန်တာတွေထားပြီးတားယူလာပေးတာဖန်ယူပြီးတော့သွားလိုက်ပါတော့တယ်ပြီးတော့ရှင်းလင်းမရှိရင်သူဟာအရင်အထီးကျန်စရာပဲလို့တွေးလိုက်ပါတော့တယ်ရှင်းလင်းကတော့ဖောင်းရင်ရောက်ပြီးသူ့ကိုဘာတစ်ခုမှမလုပ်ခိုင်းခဲ့ပါဘူးသူကမိဖို့ကြောင့်မှလက်ဖြစ်ရဖြောင်းနေပါတယ်ဘာလုပ်နေရလဲချွေးမဒီအင်ကဧည့်သည်လေအဖိုးရဲ့ညီမနဲ့အတူထိုင်ပြီးအနားယူနေလိုက်အဖိုးအဲ့လိုမျိုးတမိမလုပ်ဘူး ီယုံရောက်တော့တေချာပေါက်ပျော်စရာကောင်းပြီးအတော်ကြာမှအနားယူခွင့်ရခဲ့တာပဲချွေးမအလောက်ထိစိတ်မပူနဲ့မွေအခုတော့နားလေလောက်မှာပါသူကဘာအလုံးမှမလုပ်ချင်ဘူးသူများကပဲလှုပ်ခိုင်းနေတာအဲ့ဒါကြောင့်တမီးရဲ့ရောက်မှမကြိုက်တာငတုံးမတခြားသူရဲ့အိမ်ကအလုပ်တွေပါလှုပ်ခိုင်းနေတာတမီးလှုပ်ပေးသလားအိမ်ကလူတွေကတမီးကိုအများကြီးလှုပ်ခိုင်းမှာအခုတမီးမရှိဘူးဆိုတော့သူတို့နားလေလာလိမ့်မယ်ဖွားနဲ့အမရမ်းသဘောကောင်းတာပဲအဲ့ဒီအိမ်မှာအဖွားနဲ့အမပဲတမီးရဲ့နာကျင်မှုနားလေတာ ရှုံးလေအင်ကိုမရောက်မချင်းကြည်ပြလေးအလုံးမလုပ်ပါဘူး။ဒုံမွေပဲအင်ကအလုပ်တွေအကုန်လုပ်ရပါတော့တယ်။ရှုံးလေကအင်ရောက်တာနဲ့အလုံးကအလုပ်ခိုင်းပါတော့တယ်။ရှုံးလေမင်းရောက်လာပြီလား။ကိုမင်းကိုစောင့်နေတာ။ကိုအင်ကြီးတွေအကုန်လုံးမလျှော်ရသေးဘူး။အဲ့ဒါတွေရှုပ်ပေးပါလား။မနေ့ပြန်စီဝေးသွားရအောင်မေး။ချွေးမရဲ့အမေခါးတွေနာနေတာ။သမီးနှိပ်ပေးတာတွေတတိယနေတာ။တော်ကြဆန်း။နင်တို့ကလုံးဝအရှက်မရှိတဲ့အလကားလူတွေပါလား။သူ့အနာပေးဖို့အကိုအင်ကိုခေါ်သွားတာ။ရောက်တာနဲ့အလုပ်ခိုင်းနေပြီလား။ တချို့အလောက်ကိုနင်တို့လုံနိုင်တယ်လေချွေးမမှာကိုပွားဆယ်ခုရှိနေတာမဟုတ်ဘူးချွေးမနင်တို့စိတ်ထိခိုက်မှာမလိုလားတာပဲရှိတာနင်တို့ကတော့လေသူ့အလောက်ခိုင်းဖို့ပဲတည်တယ်နင်တို့အဲ့လိုဆက်လုပ်နေမယ်ဆိုရင်ချွေးမကိုခေါ်ပြီးအကို့အိမ်ကိုပြန်သွားတော့မှာကျမဘာမှမပြောမချင်းအနားယူခွင့်မပေးဘူးကျမအရင်ပြန်မှန်းနေပြီအလောက်တွေအများကြီးလဲတယောက်တည်းမလုံနိုင်ဘူးကျမလည်းအနားယူချင်တယ်ချွေးမကဒီလိုပြောပြီးအခန်းထဲဝင်သွားပါတော့တယ်ဒါနဲ့အလုံးလေးရှက်သွားကြပါတော့တယ် ိမ်မင်းကရေချိုးခန်းထဲသွားပြီးအင်းကြီးလျှော့လိုက်ပါတယ်။ရှင်လေးကခန်းထဲကထွက်လာပြီးယောက်ျားဖြစ်သူဝိရှင်နေတာတွေ့တော့ပြောလိုက်ပါတော့တယ်။ပေးပေးပေးကျမလျှော့ပေးမယ်။ရောင်းမထားလိုက်ပါ။လူဆိုတာကိုယ့်ဝတ်ကိုလျှော့တက်ရတယ်။ညီမလည်းကိုယ့်အလုပ်ကိုလုပ်တော့မယ်။သမီးရှိတော့သမီးရဲ့တန်ဖိုးအမေတို့နားမလည်ခဲ့ဘူး။အခုတော့လုံနိုင်တော့ကိုယ်တိုင်ပဲလုပ်တော့မယ်။အခုတော့အင်းကလူတွေလည်းနားလေသွားပါတော့တယ်။ ိနေကစားပြီးရှွန်းလေတစ်ခုခုလုံတိုင်းအလုံးကဝိုင်းပြီးတော့ကုလုတ်ပေးကြပါတော့တယ်။ရောင်မထမင်းချက်နေတော့ညီမပကံစေးလိုက်မယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။